ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်စာရေးဆရာဆရာကြီးထင်လင်းဤဘာသာပြန်ဝတ္ထုကောင်းတဲ့ပုဒ်ဖြစ်တဲ့တကျွမ်းဆန်ဤအပြန်လန်းဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်းလေးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနာဆင်ခန်းစားကြည့်တော်မူကြပါဦးခင်ဗျာအခန်းခွန်လေးယခုသူအလုံးသိရပြီဖြစ်၍သူဤကောင်းတဲ့၌ရှေးဥစွာဖြစ်လာသောစိတ်ကူကား ယခုမကြာမီအချိန်ကလေးအတွင်းကသူခံစားလိုက်ရသည့်စိတ်ဝေဒနာများကို အတိတ်ပဲမရှိထပ်မံမခံစားလိုတော့သည့်အတွက် Brusty နှင့်ချင်းဆူထားချက်ကိုဖျက်ပြစ်လိုက်ရန်ဖြစ်၏သို့တန်အောင် သူဤကိစ္စကိုသိရသည့်အချိန်မှစ၍သူဤလှုပ်ရှားမှုများကိုစုံမိုးခြေလှယ်လာခဲ့သောထူးဆန်းသည့်ကံယုံစိတ်ဖြင့်သူဤခြေလှမ်းများကိုအရဒံဘတ်သို့လှည့်ခဲ့လေသည်သူသည်ခပ်ပြေးပြေးလျှောက်လာခဲ့၍သူဥျှောကုံး ကျောက်တုံးလှေကားတွင်များကိုဖြတ်၍ကူးကဲသောအချိန်တွင်ညနေစည်းစားအလင်းရောင်သည်မိန်စပြုပြီးဖြစ်၏။ဥရှောကုံကတစ်ဖက်တစ်ချက်တွင်တခါကလူကုံထံမူမများနေခဲ့သည့်လက္ခဏာများဖြစ်သောအိမ်ရှိစင်ဝင်နှင့်အင်္ဂရိနန်ကအိမ်မြင့်များရှိသည့်လမ်းကျဉ်ကလေးဖြစ်၏။ရှေးကခန္ဓာဒေသစွာ နေလာခဲ့ကြသောဤအိမ်ကြီးများကိုလူနေတိုက်ခန်းများအဖြစ်ပြောင်းလဲပစ်လိုက်ခြင်းအပြင်ဂုံပြည့်၍မသွားတော်လဲပဝန်းကျင်၌ကခံရမှုမရှိတော့ပဲ ဝဲချောက်မှုံမိုင်းသွားခဲ့လေသည် ဖြစ်ခဲ့သည့်အိမ်စီတို့ချင်းကမ်းမိလျင်ပေါ်မှာကြက်သီးများထားမိ၏တို့ရတွင်သူသည်အန်ကျွေစိတ်ကိုတင်းရင်အတွင်းတို့ဝင်ကားစူထိုင်းထိုင်းအင်္ဂရိနန်ထွက်နေသောအုတ်လီကားတိုင်းတက်၍ဒုတိယလေကားခုံ၌ရပ်ပြီးလူခေါ်ခေါင်းလောင်းကိုတီးလိုက်သည်ခဏများနေပြီး မစ္စတာဘရက်စလီကသူအားတကားဝင်ပေးကမောင်နေသည့်အဝင်စင်ကြံလန်းအတိုင်းမတက်ရလာသောအင်ရှိကန်တဲသို့ခေါ်လာခဲ့၏ ထိုကံတည်းရှိတန်ငွေမိဖို့အဝိုင်းကလေးတစ်ခုပေါ်၌ပွက်လျက်ရှိသော ကော်ဖီအနံ့သည်မွေးကြိုင်တင်ပြန်လျက်ရှိလေသည်ဆီလီသမားအဖိုးကြီးသည်အိမ်ထဲ၌စီးသည့်ရှိထိုပနာကိုစီးထားသည် ဟောင်းနှံလာပြည့်ဖြစ်သောဂရိဘာဂျာကင်ကြီးတစ်ထဲကိုဝတ်ထားသည်ဤသို့သောလူထုလူစားဟန်ပန်နှင့်လက်လျော့အောင်အတန်ငယ်ဆုပ်ပြတ်နေဟန်ရှိသောတမယာခွန်အုတ်ထုတ်ပြော်ကလေးကိုလည်းဆောင်းထားလိုက်သည်တို့ရတွင် သူ့အမူအရာမှာပေါ်၍ပါသည် အိမ်ထဲ၌လှုပ်လှုပ်ရှားရှားသွားလာက ကော်ဖီတပကံငှဲ့တကြားညိုများထည့်ပြီး သူဤဧည့်သည်ပေါ်အားတိုက်လေပြီပေါ်လေမဲပြင်းပြင်းကော်ဖီနှင်းများများနှင့်ခြုံခါကားအရသာကိုအตาရာဆုပ်ယူရင်းပူပူနုနုကလေးဝင်သွားကလန်းဆန်းလာခဲ့ဤထို့တော်တွင်ဆေလိသမားကြီးသည်ဆေးပြင်းလေးရှည်ကြီးတလေးမှဒုတ်တံကိုဆွဲနှုတ်ကနှိမ့်သက်သက်နမ်းကြည့်လိုက်ပြီးသူ့နရွက်တွင်လှိမ့်ပြီးနောက်မင်းကြီးလိုက်လေပြီး သူကစိလိတပွားကိုရှက်လိုက်ပြီးကြည်ကြည်နက်နက်တပြင်းချကဒီမှာငါတယောက်တည်းပဲနေတယ်ငါမိမကလွန်ခဲ့တဲ့6နှစ်ကဆုံးတယ်မင်းကော်ဖီကြိုက်လိုက်မယ်လို့ထင်ပါတယ်ဒါနိုင်ငံသားကမှားယူထားတာလေခုပြောလိုက်သည် ပေါ်ကမပွန်တဝင်းပြန်ဖြေလိုက်ဟီနေရကထူးဆန်းနေသည်ဖြင့်ပေါ်လေအခန်းထဲသို့လှည့်ပတ်ကမျက်စိကစားလိုက်သည်အခန်းထဲ၌ဟောင်းနှံလာပြီးဖြစ်သောအမွေးရှိကော်ဇော်နီအယောင်များခင်းထသည် ထို့နောက်စံကျယ်လှပသောခြေပန်းဆိုင်မိပရိသာကြီးတို့ကိုမျက်စိတမ်းမိက မျက်နှာချက်စီတို့မော်ကြည့်လိုက်မိထို့ကားပရစတီကသူ့အမူအရာကိုတမျိုးအတိတ်ပဲကောက်၍ဟုတ်တယ်အပေါ်ရက်ကဝုန်းတိုင်းတိုင်းကြာရတော့ငါကဟောဒီကလထိုင်ပေါ်မှာပဲကြောက်စရာကောင်းတော့အောင်တုံတုံဖြစ်လာတော့ငါလည်းပြည့်တက်ပြီးကြည့်မိတာပေါ့လာလာအဲ့ဒီတုန်းကကလေးမသေးနေတာကိုမြင်လိုက်ရတာငါတသက် မိနိုင်စရာမရှိပါဘူးကွာဒီမိန်းကလေးဟာမလုံမလဲအဝတ်နဲ့လှလှပပကလေးဒါပေမဲ့လက်ဘင်းကတော့တဝက်အထိပြက်လို့ဟုတ်ဆိုကရုတ်တရက်ဖြတ်ထားလိုက်ပြီဒါတော့လေကြောက်လန့်မနေပါနဲ့လေအခုဘယ်သူမှမရှိတော့ပါဘူးအခန့်လွတ်ပါငါစီမှာတော့ရှိတယ်အင်ရှင်ကငါ့ကိုအတ်ထားတယ်အခန့်ကိုမင်းကြည့်ရင်ပေါ့လေဟုတ်ပြောလိုက်ပြီပေါ်ကခေါင်းကိုရန်ကဟင်းပြမကြည့်ခြင်းဘူးဟုတ်ညင်းလိုက်ပြီး ပြီးမှသူ့နတ်ဘူးကိုလက်ဖြင့်အုပ်ကာကျွန်တော်တညနေလုံးဒီအမှုအကြောင်းကိုကိုရီးယားသတင်းစာဟောင်းထဲမှာဖတ်နေတာစိတ်မချမ်းသာစရာတွေများနေလို့ပါဟုတ်တောင်းမှန်လိုက်အေးပေါ့လေဟုတ်သောကပရစတီကစဉ်းစားနေလိုက်ပြီးမှကိုရီးယားထဲမှာသတင်းအစုံပါတာပဲငါအကြောင်းတော့အတော်ကလေးတရားမျှတအောင် ရေးရှာကြပါတယ်ငါလည်းအတော်လေးကိုအရှက်ကွက်ခဲ့ရတာပဲငါကအဲ့ဒီအိတ်ခန်းထဲက ထွက်လာတဲ့လူဟာမထရီပါလို့ကြံ့ကျင်ပြီးအစ်စ်မခံနိုင်ဘူးလို့ဆိုတာနဲ့ပဲတကယ်တည်းဟုဆိုကပရစရီဒီစေလေးကိုအပေါ်သို့ထောင်းလာအောင်ကြိုက်လိုက်ပြီးအစိုးရရှင်လေစပရော့ကငါ့ကိုအယူလုံးလုံးဖြစ်အောင်လုပ်ပြလိုက်တယ်ကွာဟုဆက်ပြောသည်အဲ့ဒီလူကိုကျွန်ကျွန်ကျွန်တော်အဖေရဲ့လို့ဥကမမှတ်မိဘူးပေါ့အိတ်ခန့်ဝင်စဉ္ညာလန်းကလည်းမှောင်းနေတယ်ကွာ ငါမှမျက်မှန်ကလည်းမပါခဲ့ဘူးကွာဟူကငါမှတာဖြစ်နိုင်ပါတယ်ပြင်းင်းဆိုင်ကအဲ့ဒီဘက်နဲ့အခြားသက်တွေကတော့သိရသေးကြတာပဲဒါပေမဲ့ဖူဇော်ကမခံကျင်စိတ်ကလေးများ ပြတယ်လို့သူ့ကိုယ်သူပြပြင်လိုက်ပြီးငါကလည်းကောင်းမှမှာပဲကွာဒီစပရော့ဆိုတဲ့တသားမသားကအမျိုးမျိုးလှက်ပတ်ပြီးခိုင်မြင့်စရာပြောလေငါကတိမမသေးကြတာကိုဘယ်မှာကြံ့ကြင်ပြီးတော့အစ်စ်ခံနိုင်မှမလဲဟုတ်ပြောရင်က မင်းကတက်တည်ခံဘူးလားခုမေးလိုက်မခံဘူးဘူးဟာကွာမင်းနဲ့တက်တည်ချန်ကလေးတွေရောက်တာနဲ့တခါတည်းမင်းကိုမလှုပ်နိုင်အောင်ခြိတုပ်နှောင်ထားလိုက်ကြတာတော့ပဲအချိန်တဝက်လောက်ဟာကတော့မင်းဟာမင်းဘာပြောလို့ပြောမှန်းသိရတာတော့မဟုတ်ဘူးကျန်တဲ့အချိန်တဝက်လောက်မှာမင်းပြောချင်တာတွေကိုပြောရမယ်ဆိုတော့လေပြောခွင့်မပေးဘူးအဲ့ဒီမှာငါပြောခွင့်လုံးဝမရခဲ့တာတကူထူးဆန်းတာရှိတယ်ကွာဒါကိုငါမိမနဲ့လည်းပြောဘူးတယ် ဒေါက်တာကျုကနဲ့လည်းပြောဘူးတယ်ဒေါက်တာကျုကဆိုတာကလေးမလောင်ကိုကြည့်ဖို့ငါပြီးခေါ်ခဲ့တဲ့ဆရာဝန်လေးအဲ့ဒီဆရာဝန်က အမှုစစ်ဆေးတဲ့အခါမှာတည်တည်ပြည့်ပတ်မလာဘူးလေသူတို့ဖာသာစီဘက်ဆိုင်ရာပါရဂူတို့ဘာလို့ခေါ်တယ်ကွာဒါပေမဲ့အဲ့ဒီဆရာဝန်ကလည်းဒါကိုစိတ်ဝင်စားနေတာတို့ဒီအကြောင်းကိုနောက်တော့ခဏခဏပြောမိကြတာပေါ့စေလေသမားချင်းလဲစေလေတပ်ဘွားရှာ၍တွန်းလိုက်ပြီးသူဤကော်ဖီကိုစဉ်းစားရင်းမှွေးနေလေ၏ အဲကန်းနဲ့ငါဝင်သွားလို့လူသက်ထားတာလည်းတွေ့ရောငါလည်းဗရင်ပေါက်စီကိုကြပြာကြပြာပြည့်ပြည့်ဖွင့်ကြည့်လိုက်တယ်ထွက်ပြေးသွားတဲ့လူကများနောက်ထပ်မြင်လိုက်ရအောင်မလားအောက်မေ့လို့ပါပဲဟာတကယ်ပါပဲကွာမြင်ရတယ်ဟေလမ်းထဲမှာဗရင်ပေါက်ကလာတဲ့မိအောင်နဲ့လေအဲ့ဒီလူဟာဝင်းထရံတစ်ခုမှထောင်ထားတဲ့ဘိုင်စကယ်တစ်စီးကောက်ယူပြီးခုန်တက်ဒလချန်းနှင်းထွက်ပြေးသွားတာကိုမြင်လိုက်ရတယ်အဲ့ဒီဘိုင်စကယ်ရဲ့အယောင်ဟာအစိမ့်အောင်ကွာအဲ့ဒါကိုတော့ငါတည်တည်ချာချာကြမ်းကြင်ပြောနိုင်တယ် ဘိုင်စကယ်စိမ့်ကဆန်းနေတော့ပရစရီသည်ဝိတုဇံဇံပြောပြနေရသည်ကိုနှစ်တဟန်တူ၏သူသည်ပြောရင်မှဟန်ပါပါရထားလိုက်သည်ကြီးမှဆက်လက်၍အထူးသဖြင့်မထရီမှာတသက်တကိုဘိုင်စကယ်အစိမ့်လိုပြောနဲ့ရိုးရိုးဘိုင်စကယ်တစ်စီးတောင်ပိုင်မှုတာမဟုတ်ဘူးဆိုတာကိုထိတ်စင်စားရင်ဆန်းတယ်ပရစရီကပေါ်အားလက်ကာ၍တားထားလိုက်ပြီးအေးလေအမှုစစ်စစ်တဲ့အခါမှာတော့မြန်မြန်ပြေးလို့ရအောင် တခိုးယူလာတာဖြစ်မယ်လို့ယူဆလိုက်ကြတာပေါ့ဒါပေမဲ့အဲ့ဒါလို့ဆိုရင်လေဒီဘိုင်စကယ်အစိမ်းကိုဘယ်သူပိုင်တယ်လဲပြီးတော့ကဘယ်ပျောက်သွားတယ်လဲလူမျိုးထဲမှာအထက်အောက်မိုင်ပေါင်းများစွာပိုက်ဆွဲပြီးရှာကြတယ်ဒါပေမဲ့မတွေ့ကြပါဘူးခုဆက်ပြောလိုက်သည်ထို့နောက်အရန်ကြာငြိမ်သက်တိတ်ဆိတ်သွားပြန်သည်နောက်တစ်ခုဆန်းတာကအလောင်းထဲမှာတွေ့ရတယ်တေးပတ်ဆိုင်အိပဲကွာခုဘရက်စတရီကဟမ်ဘာဘာဆက်၍ပြောပြန်သည်အဲ့ဒါဟာ ေသူအမျိုးသမီးရဲ့ဟာလည်းမဟုတ်ဘူးမထရီရဲ့ဟာလည်းမဟုတ်ဘူးဒါဖြင့်အဲ့ဒါဘယ်သူဟာလဲအဲ့ဒါဟာတကယ့်ပြဿနာကွာငါထဲအများကြီးစဉ်းစားဉာဏ်ကောင်းတဲ့လူအဖို့လေတကယ့်ပြဿနာကွာဒီအမှုကိုအစအဆုံးထိကန်ရတဲ့အကောင်လေးဆွမ်းတဲ့ဘောကတို့အမေကိုပဲ့တင်ထား၍လိုက်ဆိုလိုက်မိသည်ဘရက်စတီကရုတ်တရက်မျက်နှာတီတီထားကကောင်းကျင်ပြလိုက်၏ဆုံးတော့အင်စပက်တာဂျိမ်းဆမ်တဲ့ ခုဆိုကစိရိသမားကြီးလည်းတစုံတရာများနားထောင်နေမိလားဟုဆိုရင်းသလိုပပတ်လေလှဲ့၍တစ်ချက်ကြည့်ပြီးသူ့ကလထိုင်ကို ပေါ်ပတ်သို့ဘုံဘုံနီးကအောင်ရွှေ့ကငါဖះအလောင်းမဟုတ်ဘူးကဘယ်သူအတွက်မှဇက်ပြက်မခံနိုင်ဘူးဒါပေမဲ့မင်းကတော့တခြားလူမဟုတ်လို့စွမ်းရည်အကြောင်းသိတဲ့တယ်လို့ထင်ပါတယ်လေခုဆိုလိုက်ပြီပေါ်စီမတုံမလို့ကြောက်ရွံ့လို့နားထောင်နေရမှတစ်ဖက်လူကအမူအရာပြောင်းလာတဲ့ဖြင့် သူလည်းကိုကိုမတ်၍ထိုင်လိုက်ပြစပီကခတ်အိုးလေးတန်းပြင်ဆက်ပြောသည်ဆွမ်းပါလူကောင်းပါကွာတော်လဲတော်ပါလေဒါပေမဲ့တော်ယုံကောင်းယုံနဲ့ကမပြီးသေးဘူးပေါ့ကွာဥပမာသူဟာစုံတော်ရင်လှစ်လဲသွားတဲ့အခါလူငယ်လေးတယောက်ယောက်မဟုတ်တာလုပ်နေတာတွေ့ရင်သူကဖတ်မချို့ဘူးကွာတကယ်ကိုဥကြီးဥလေးလိုပြောဆိုဆုံးမပြီးလှစ်လိုက်တာပဲကွာငါပြောတာနားလည်ရဲ့မဟုတ်လားလူကောင်းအစ်စ်ကွာတခုဆိုတာက သူ့မှာပြော့ကွက်ကလေးတခုရှိတယ်ကွာအတော်ဆိုးတယ်ပြော့ကွက်ပေါ်ကွာအရက်တော့တာပရက်စတီဒီမိရဲ့နေတော့သူဤဆေးလိုက်ကိုကြည့်လိုက်ပြီးခေါင်းရံကတကယ်ပါကွာဆမ်းပါတယ်အတော့ကိုဆမ်းပါတယ်ခုဆိုလိုက်ပြီးပေါ်လဲနဖူးကြောများရှုံသွားကစိတ်အာယုံဆိုက်၍နားထောင်လျက်ရှိလေသည် သူကတပတ်ကိုနှစ်ခါငါးဆိုင်လာလာပြီးစီရန်တော့စီအောင်စားဝဲအောင်စားဝဲဝယ်တဲ့တော့သူ့ကိုငါကောင်းကောင်းသိနေရပါပေါ့ ဒီအမှုအတွင်းကလည်းသူနဲ့ငါမကြမကြတွေ့ပါလေအလုံးကြီးကြလို့မိမိပြောပြောသွားမြဲလာမြဲဖြစ်ကြတော့သူပြောင်းလဲသွားတာကိုငါသတိပြုမိတယ်တခုကဘာလဲဆိုတော့သူဟာအရက်ကိုအရင်ကတည်းကပိုတော့လာတယ်သူဟာအရင်ကလည်းစကားသိမ့်များများပြောတဲ့လူမဟုတ်ဘူးအခုတော့သူ့စီကစကားတခွင်ရဖို့ဆိုရင်အင်မတန်ခဲရင်သွားတယ်သူကြည့်ရတာသိရွှ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  ီးစားပူမိနေသလားဘာလားနေပုံကွာဒါပေမဲ့သူကဒါကို အမြဲလှိလွဲ့ပြစ်တာကြီးပဲဒါနဲ့တနေ့တော့နောက်10လ12လကြာတဲ့တနေ့မှာထူးထူးခြားခြားမျက်နှာတင်းတင်းနဲ့သူဝင်လာတယ်နည်းနည်းလေးမူလာဟန်တူပါတယ်ဟေးအဲ့ဘတ်တဲ့ငါအကြီးကျယ်ခြောက်တော်မယ်ကွာတဲ့ငါဝေါ်တာချက်လက်နဲ့သွားတိုင်မင်မယ်တဲ့ဘရက်စရီဒီခိတာမြရနာ၍သူဤကာဖီကိုတကြိုက်မြဆုပ်လိုက်ဟောတာချက်လက်ဆိုတာက ပထမတန်းနာမည်ကောင်းတဲ့ရှင်နေကြီးပလိယုံတွေမှာအလိုက်ရဆုံးပေါ့ဒါနဲ့ငါကလည်းဘာကိစ္စသွားတိုင်မင်မှာလဲလို့မေးတယ်ဒါပေမဲ့သူကကောင်းတာရံပြီးငါအခုဘာမှမပြောနိုင်သေးဘူးဒါပေမဲ့မကြခင်ဒီအကြောင်းအကုန်ကြားရပါလိမ့်မယ်လို့ခက်ဆန်းဆန်းပြောသွားတယ်ကွာစိလေးသမားကြီးဒီကော်ဖီပကံများကိုမျှွေတကြိုက်ဆုပ်လိုက်ပြန်သည်ပေါ်မှာမယုံမယွဖြစ်နေ၏တော့နောက်ဘရက်စတီကခက်လေးလေးဆက်ပြောသည်อืมဟုတ်ပါရဲ့မကြခင်ပဲကြားရတော့တာပါပဲ နောက်တစ်နေ့မှာဆွမ်ဟာအလွင်ကျင်းမှုပြီးလက်နပ်လန်းစုံကိုရင်အချက်ပြတာဝန်နဲ့ရောက်လာတယ်။ရင်သွားလာတွေရှုပ်ထွေးပြီးသူကလည်းမှရင်ပြီးအချက်ပြတာနဲ့ရင်တိုက်မှုဖြစ်မိမတရားရင်တက်ကြိတ်ပြီးတေလူမတက်ဖြစ်ဟာမင်းလူတွေကလည်းဒေါသနဲ့အော်ကြဟိတ်ကြရင်းသားတွေကရေးကြနဲ့အကြီးကျယ်ပေါ့ဆွမ်ခမရလည်းရုံတွေအစ်စ်ခံရပြီးအလုတ်ကပြုတ်အေးပြုတ်ထိုက်ပါတယ်ပြီးတော့အလုတ်ကျန်းနဲ့ထောင်ချောက်လာကြသွားရှာတယ်ကွာ ထောင်ချသွားတယ်ဟုတ်ပေါ်လေလိုက်စမိသည်ပြီးတော့ကသူဘာဖြစ်သွားလဲသူကတော့သွားပြီပေါ့ကွယ်ဟုတ်ဘရက်စတွေကဖြေသည်ဆွမ်းထောင်ကလွတ်လာတော့အလုပ်တွေတစ်ခုပြီးတစ်ခုရှာဖွေလုပ်ပါသေးတယ်အလွတ်ဆုံးတော့အလုပ်တို့ဟိုတယ်ဘော်ဒါတို့ရုပ်ရှင်ရုံအပေါက်ဆောင်တို့ဒါပေမဲ့သူကဘယ်အလုပ်မှမဆွဆွမြဲမလုပ်ဘူးကွာတကယ်ပြောရရင် သူကအရက်တော့တာနဲ့ဟိုဟာဒီဟာလှုပ်တာနဲ့ဘာနဲ့ဆိုတော့တခါတည်းကိုပြောင်းလဲသွားတာပဲအဖက်ဆယ်လို့မရတော့ဘူးအခုတော့ဘယ်လိုနေချာလဲမသိတော့ဘူးသူ့အကြောင်းမကြားရတာနည်းနည်းလောက်တောင်ရှိသွားပြီဘောကတန်အန်တော်ပြင်ဟိုဒါနဲ့နေပါဦးဘာကြောင့်ဒါတွေလျှောက်ဖြစ်ကုန်တာလဲသူဟောတာချစ်လက်ကိုရောသွားတွေ့ပြတဲ့လားဟုတ်မေးလိုက်ပြီဩဒါတော့မသိဘူးကွာဟုတ်ဘရက်စရီကစင်စင်စသာဖြည်သည် ထို့နောက်သူသည်ကော်ဖီပကံကို အပြည့်တက်လိုက်ပြီးအတန်ကိုရှေ့တကပင်နှိမ်ကားစကားဆက်ပြောသည်သူထောင်ကထွက်ပြီးတဲ့နောက်ဆွမ်ကိုသိပ်မတွေ့တော့ဘူးဒါပေမဲ့တညတော့သူဆိုင်ထဲကိုဝင်လာတယ်နေ့စဉ်ရက်ဆက်အရက်ကြီးဖိတောက်နေခဲ့တာအတော်ကလေးတောင်လွင်နေပြီဆိုင်ထဲမှာရင်ထိုးရင်လိုက်နဲ့ရက်နေလိုက်တာလीစကားတစ်ခုမှမဟာဘူးနောက်တော့သူကဟေးမင်းသိလားကွာအဲ့လိုပြောတယ်ကွာ ငါကလည်းမသိဘူးကွာလို့သူ့အလိုက်တင်ပဲပြောလိုက်တယ်ဒီတော့သူကမသိရင်ပြောမယ်ကြောင်စကားကြောင်းမှာပဲပြောက်စီတယ်ကွာဆိုပြီးကွာရေလိုက်တာကိုအတော့မတတ်ဘူးရေရင်းနေပဲငါဆိုင်တဲ့ကတရင်တရင်နဲ့ထွက်သွားတာကွာသူ့ရေတန်ကြရတာငါပြန်စိတ်ကိုမချမ်းသာဘူးဘောကဒီပြန်ဘာတွေပြောသွားသေးတယ်လဲဟုတ်မေးလိုက်အဲ့ဒီတော့ကလည်းဘာမှမပြောဘူး နောက်လည်းဘာတခွန်းမှထပ်မပြောတော့ဘူးဒါပေမဲ့ငါထင်တယ်လေမဟုတ်မှလွဲရောဘုရားသခင် ဆောင်မတော်မူပါသူဒီလိုဖြစ်သွားရတာဟာမထရီအမှုကြောင့်ပဲဆိုတာငါစိတ်ထဲမှာစွဲနေတယ်ကွာ အကြာကြီးတိတ်ဆိတ်ငြိမ်သက်လျက်ရှိရင်ပေါ်သည်ရင်ထဲ၌ပြေခဲတင်းကျက်လျက်သူကလထ၌ပင်တောင်းတောင်းကြီးထိုင်လျက်ရှိထို့နောက်ဒေါနေယာ၌ထိုင်ရင်းကပင်ခေါင်းကိုတဖြည်းဖြည်းမော့ကအထက်ကမျက်နှာချက်ကိုစိုက်ကြည့်နေလိုက်လေသည်သူ့အဖို့ဘာမှတဲတဲကွဲကွဲမရှိဘူး အမောင်ရိပ်သည်သူ့အပေါ်သို့ပုံမသိသည်စွာကြားရောက်လျက်ရှိတို့တိုင်အောင်ရှုပ်ထွေးလျက်ရှိသောဤအမောင်တိုက်အတွင်မှာပင်ထူးဆန်းသောသူ၏အတွင်စိတ်ကရှိသို့ဆက်လိုက်ရန်သူ့အားနှုတ်ဆော်လျက်ရှိပြန်လေတော့သည်ပရစရီလည်းသူ၏စိတ်လေးတို့ကိုမိရဲသို့ပြစ်ထက်လိုက်ပြီးနောက်နာယီကိုငေးဆိုင်ကြည့်လိုက်ရင်မိုးတောင်ချုပ်ပါပါကောလားမင်းကိုနှင်နာတော့မဟုတ်ပါဘူးကွာဒါပေမဲ့မင်းမေ့နေရင်ရထားနောက်ကြမှာဆိုလို့ခုဆိုလိုက်သည် ပေါ်လဲသွားတော်မူဟုထံရမထားလိုက်သည်ထို့နောက်တည်ငင်သောတန်ဖြင့်ကျွန်တော်ဒီနေ့ညရထားနဲ့မပြန်နိုင်သေးဘူးဗျာဆွမ်းနဲ့ကြည်လက်တို့ဘာတွေတိုင်ပင်ကြတယ်ဆိုတာသိအောင်စုံစမ်းအောင်မယ်ဟုပြန်ပြောလိုက်လေအခန်းရှည်နောက်တည့်ရက်နန်းနဲ့သည် ကြည်လင်လက်ဆက်လာပေသည်လွင်ကတိနေ့မွန်လွယ်ပိုင်းကမစ္စတာပရက်စရီဤဆေးလိပ်ဆိုင်မှအပြန်တွင် အခန်းတခန်းယူထားခဲ့သော YMCA မှာပင်ပေါ်သည် နန်းနဲ့စောစော နုလာခဲ့သည်နန်းနဲ့စာစားပြီးတော့ကသူ့အမေစိတ်သက်သာရရစေရန်ဇာတို့ကလေးတောင်ရေး၍ထဲလိုက်၏ထို့နောက်အလောက်ကိစ္စရှိသည့်ဟန်ဖြင့်မြို့လေသို့ထွက်ခဲ့၏ယခုအခါတွင်သူနေရမြို့အစွန်မှဘယ်ကုန်မှတိတ်မထွက်တော့သောစိရိသမားကြီးပရစရိကဆမ်းနှင့်ဂျီလက်တို့ယခုဘယ်မှနေကြသည်ကိုမသိတော့တော့လေသူဤစာရွက်စာရမ်းများထဲ၌ရှာဖွေ၍ဘုရားလမ်းရှိ ရှင်းနေဂျစ်လက်ဤရုံခန်းလေးစာကို၎င်း သူမှတ်မိသလောက်လွင်ခဲ့သည့်နှစ်နှစ်လောက်ကစွမ်းနေခဲ့ဘူးသည့်ပြောင်းစေးအနီးကလိပ်စာကို၎င်းပေးလိုက်နိုင်လေသည်ပေါ်သည်ကိုနိုင်ရွက်တွင်ဖယားလန်းအမှတ်15သို့ရောက်ပြီးအစိမ်းရောင်ခါးစည်းရှေပုံးဝယ်ထားသော လူတစ်ယောက်ရုံကန်တကားကိုကံအားလျော်စွာ ဖွင့်ထားစအပြင်ဘက်ကတကားပေါ်ရှိကြေးဆိုင်ပုတ်ကလေးကိုပုတ်တိုက်လျက်ရှိသည်ကိုတွေ့ရလေသည်ဒါမစ္စတာဟော်တာဂျစ်လက်ရဲ့ရုံကန်လားခင်ဗျာ တကားဆောင်လည်းသူ့အလောက်ကိုခိတရထားလိုက်ပြီသူသည်ခကြမ်းကြမ်းရုပ်အသွင်ခြေခွန်ခွန်နဲ့မျက်လုံးနေနေလူတစ်ယောက်ဖြစ်၏သူကယဉ်ကျေးစွာပင်ဖြေလေသည် အရင်ကဟုတ်တယ်အခုပြောင်းသွားပြီလားမှန်ပါတယ်ခဏမျှဆိုင်နေပြီးပေါ်ကတကားဆောင်သည် ပေါ်အားဘေးဆောင်ကြီး၍အကဲခတ်လိုက်သည်မတည်ဘူးလို့တော့မဆုံနိုင်ပါဘူးဗျာအခုသူ့ကိုဘယ်မှာများ တွေ့နိုင်မလဲဟောတာဂျင်လက်အား လွန်ဆွေတာတာတရိယာလျက်မြည်သည့်လောက်ရမစိုးဘောလွင်ထင်ရှားရမည်ဘောသည်မလောက်ရမမတည်ပဲအောက်ဆုံးမစာကြောင်းကိုသုံးခေါတိတိပြန်ဖတ်နေမိရင်ယခုဂျိလက်သေးပြီဆိုရင်ဂျိမ်းဆောင်တို့ကိုတွေ့ဖို့ယခင်ကထက်ပို၍အထောက်ရတော်မူကိုသတိပြုလိုက်မိသည်သူသည်ခြာကနေလှည့်၍ခတ်တော်သို့လျှောက်ကာထွက်သွားလေတော့၏မြားမကြမီသူသည်ကြောင်စေဤနောက်၌အတန်းလိုက်ရှိသည့်မြေတိုက်ခန်းအိမ်တိုင်ဤတကားကိုခောက်လိုက်သည် သူနေသည့်ဤနေရာဤအောင်သားတို့အပြာကွက်အပေါ်အင်ကြီးဝှထားသည့်လူလက်ပိုင်းအရွယ်အမျိုးသမီးကြီးတယောက်ထွက်လာ၏ဘောကကျွန်တော်မစ္စတာဆွမ်ကိုတွေ့ကျင်လို့ပါမစ္စတာဂျိမ်းဆွမ်ဟိုဆိုကသူ့အတန်းကိုတဏ္ဍမမြငိန်အောင်အားထုတ်၍အရင်သူဒီမှာနေတယ်လို့သိရပါတယ်ဟုဆက်ပြောလိုက်လေအမျိုးသမီးကြီးကဟုတ်ပါတယ်ဟုဆိုကဒီမှာသူအခန်းတခန်းငါးပြီးလက်အတော်ကြာနေသွားတာပဲဒါပေမဲ့ ဒီကသူထွန်းသားတာနှစ်နှစ်လောက်ရှိသွားပြီဟုတ်ဆက်ပြောသည်သူဘယ်ကိုသွားတာလဲခမညာအမျိုးသမီးကြီးကစဉ်းစားတယ်လုံနေလိုက်ပြီးမှသူခမညာကောင်းရှာပါရင်အခန်းကကိုလည်းသူတက်နေတဲ့အခါပြီးရှာပါရင်အခုသူ့ကိုတွေ့ကျင်တဲ့ကိစ္စကမဟုတ်တာတစ်ခုခု ဖြစ်လို့တော့မဟုတ်ပါဘူးထင်ပါရဲ့နော်ဟုတ်မေးလိုက်ဘောကလင်းမြန်စွာပြင်းဟာမဟုတ်ပါဘူးမဟုတ်ပါဘူးတခြားကိစ္စပါဟုတ်ပြောလိုက်ရည်ဒီလိုဆိုကွန်စီလန်းလေးက ိတ်ခုခံကိုလိုက်သွားနံပါတ်တော့ကျမမသိဘူးဟဲ့ဆိုတဲ့လူတရားကိုဖွင့်ထားတဲ့တိတ်ခုခံကုံစီလန်ကထုံနေရာမှမိုင်ဝဲများမဝေးသည့်ညွလေလူစီကားသည့်နေရာကိုဖြတ်လျက်ဘေးတပတ်တစ်ချက်တွင်အပေါ်စားဆိုင်ကလေးများလမ်းဘေးစီတဲ့တို့ဤလှဲများဖြင့်ပြွတ်သိပ်ပြညာကဖြတ်သွားဖြတ်လာဒရထတို့ဤအတန်ဖြင့်စူးစူးညံ့ညံ့ရင်အသွာလာကြလာသောသူစင်ရတို့ဤလမ်းရှိတလမ်းဖြစ်လေသည်စာရိုက်ခွက်တစ်ခုရှိလမ်းညွန်စာအုပ်၌ရှာကြည့်လိုက်သောအခါ ဟပ်တဲ့ကိုကန်းကိုတွေ့ရသည်ထိုစာဦးကပပလက်တွင်ချက်ခိုးဆွဲ၍ညုံညင်းနေသောတိုက်အုံမြင့်ကြီးများပိတ်ရန်လျက်ညစ်ပေလာသောရင်ပြင်၌ဆောက်လုထားသည့်အုတ်တိုက်ဖြစ်ပြီးကျင်းမြောင်းလာသောလမ်းကလေးမှဝင်သွားရသည်လူခေါခေါင်းလောက်မှခလုတ်ပါပြုတ်ထွက်လျက်အပေါက်ရသာကြံတော့၏ပဲ့ရွက်ဆုပ်ပြတ်နေပြီဖြစ်သောတကယ်ရွက်ကိုလက်ဖြင့်အထက်ထက်ခေါက်လိုက်သည်နှင့်မရှိမနှောင့်ပင်မျက်နှာညင်ညင်ပပနှင့်လေပင်ကအနာပရဝကို လန်ဒေဇာအနိတခုဖြင့်ပတ်ထားသည့်စနနစ်အရွယ်တငယ်တယောက်ထွက်လာသည်ဘောကဘာမှမပြောရမီသူကအိမ်မှာဘယ်သူမှမရှိကြဘူးဟုအကွဲသောတန်ဖြင့်ပြောလိုက်သည်သူကသူနေမကောင်း၍ကြောင်မတက်ရာပဲအိမ်မှာပင်နေရသည်ဟုရှင်းပြနေ၏ဤအိမ်၌နေကြသူအလုံးအလုတ်သွားကြသည်အလုံးလိုလိုပင်တန်ကြီးကျိုးဆက်မှအလုတ်လောက်ကြသည်ဟုပြောသည်သူသည်ဆွမ်းဆိုသောအမည်ဖြင့်မိသူကိုမျှမသည် ဤနေရာကိုစောင့်ရှောက်နေသောသူအမေသည်၄နာရီတွင် ပြန်လာမည်ဟုသာပြောတတ်၏သူငယ်ကလေးအားသူပြန်လာခဲ့မည်ဟုပြောပြီးပေါ်လေစင်ကြံလမ်းချင်းကလေးမှ ပြန်ထွက်ကာကုံစည်းလမ်းဤပယုတ်ဒုက္ခတွေကြားတဲ့သူပြန်ရောက်လာသည် သူအလကားတော့အချိန်ဖြုံးမပြစ်နိုင်သူဤအကြောချင်းတို့လှုပ်ရှားဖို့အစဉ်သင့်ဖြစ်နေကြသည်လွန်ကားသည့်ညမှာစား၍သူတွင်တဖြည်းဖြည်းကြီးထွား၍လာခဲ့သောဆန္ဒကလေးတစ်ခုကမြို့တော်စာကြည့်တိုက်စီတို့တွင်၍ပို့လျက်ရှိပြန်လေသည် အချိန်ကမွန်းတိန်ပြည်ဖြစ်၍ရခင်လူငယ်ကလေးကပင်တာဝန်ကြနေသည်ပေါ်ကစင်ရွတ်တကားကိုတွင်၍ဝင်လာတော့သူသည်သူဤစပွဲ၌ပြင်းပြင်းကြီးထိုင်လျက်ငိုက်နေလေသည်တို့ရတွင်သူကောင်းထောင်ကြည့်လိုက်၍ပေါ်ကိုမြင်လိုက်တော့ကသူကိုယ်သူမမတ်ထိုင်လိုက်ပြီးစပါခန်းတဲ့သို့ပေါ်ပြ၍ဝင်လာသည်ကိုမျက်ခြင်းမပြတ်စောင့်ကြည့်နေလေ၏သူသည်ပေါ်ကလှမ်းပစ်လိုက်သောဆာရွက်ကလေးကိုတိတ်ဆိတ်စွာပင်လှမ်းယူလိုက်သည်ပေါ်ကရှင်းပြရန်လိုသည်ထင်၍ အဲ့ဒါကျွန်တော်လိမ့်စာပါပဲကျွန်တော်ဒီမှာရက်တော့ကြနေမယ်ခုပြောလိုက်လူငယ်ကကောင်းချင်းပြပြီးခေါင်းလောင်ကလေးကိုနှိပ်၍လူခေါ်လိုက်ထိုလူလာပြီးအလိုရှိသောဖိုင်တွဲယူရန်ထွက်သွားတော့မှလူငယ်လည်းသူ့စပွဲအောက်ကအန်စွဲတစ်ခုကိုဖွင့်လိုက်ခမရအရင်တစ်ခေါက်လာတော့ကဖိုင်တွဲထဲမှာမှတ်စုတွေကျနေကြတယ်ယော့ပေါ်သည်စာရွက်ကိုစိုက်ကြည့်နေမိသူသည်ရင်းစာကိုဖတ်ရင်းအမှုအကြောင်းအချင်းချုပ်ကိုရေးမှတ်ပြီးမှဆက်မရေးဘဲထားခဲ့သည့်မှတ်စုများဖြစ်သည် ဤလူငယ်သည်သူနှင့်မဆိုင်လိုနေတော်လဲသတင်းစာဖိုင်တွဲကိုတကူတကလှန်ကြည့်မှတော့ဤမှတ်စုများကိုဖတ်မိမိမှမလွယ်သူဘယ်သူဘဝဖြစ်ဒီကိုလဲသိချင်းတည်သွားပေလိမ့်မည်ဘောကကျွန်တော်အဲ့ဒီစာရွက်တွေကိုမလိုတော့ပါဘူးဗျာသိမ့်ထားတဲ့အတွက်တော့ကျေးဇူးတင်ပါတယ်ဟုတ်ပြောလိုက်လူငယ်က သူအားစိတ်ဝင်စားမှုဖြင့်တောက်ပါလျက်ရှိသည့်သူဤဆွင်မျက်စိဖြင့်ထူးထူးဆန်းဆန်းစိုက်ကြည့်နေသည်ဒါတွင်စုပ်ပြတာကောင်းတယ် သူစကူကိုဆုပ်ဖြဲလျက်ရှိသည်ကိုပေါ်ကစိုက်ကြည့်နေသည်ဒေါ်ခိုက်တွင်စာကြည့်တဲ့လူတွင်သည်ကတ်ရူဖုံချုပ်ထားသည်1992ခုနှစ်ကကိုရီးယားသတင်းစာအုပ်တွဲကြီးနှစ်တွဲကိုထမ်းလျက်ပြန်ရောက်လာသည်ပေါ်ကသူနောက်ကလိုက်သွားကအနီးအနားရှိဇပွဲတွင်ထိုင်၍ပထမအုပ်တွဲကိုဖွင့်လိုက်သည်ပေါ်လည်းစာတမျက်နှာပြည့်တမျက်နှာကော်လန်တိုင်းကိုလက်ညှိုးဖြင့်ထောက်ကကြိုးစားပန်းစားစစ်ဆေးရှာဖွေလေသည် အလွန်ပင်မသောအလုပ်ဖြစ်၍သူ၏မျက်လုံးများပင်အောင့်လာသည်တောတော်သူဇွဲကောင်းကောင်းဖြင့်ဆက်လက်ရှာဖွေရာပထမတအုပ်ကုန်၍နောက်တအုပ်သို့ပင်ကူးခဲ့၏အလုံးပြီးသွားသောအခါသူသည်ကရခိုင်နောက်မေသို့မှီချလိုက်ပြီးသူ့နှစ်ဖူးကိုလက်ဖြင့်တတ်လိုက်၏ခုံမိုးကြီးအောက်ကနာယီကြီးကလေးနာယီကြော်ပြီကိုပြလျက်ရှိ၏။သွားရန်ရှိသေးသည်ကိုသူသတိရကထိုင်တွင်းများကို ပြန်အပ်ရန်ထိုင်ရာမှထားလိုက်၏။လူငယ်ကခမရရှာတဲ့ဟာတွေ့ရလား။ ုမေယုံမေစင်ဒေသာဖြင့်တူအောင်လှုပ်၍မေးလိုက်သည်သို့သောသူ၏မေခွန်းတွင်တကယ်သိခြင်းစိတ်များစွာပါသည်ကိုပေါ်စိတ်ထဲကသိလိုက်၏မတွေ့ဘူးခမခဏမြတိတ်စိတ်သွား၏လူငယ်ကဗာမျှဆက်ပြောတော်မူမဟုတ်သည်ကိုသူသိသည်သူလည်းပြေးထွက်သွားဖို့သာရှိတော်သည်သို့သောစာကြည့်တိုင်းမှုကလေးသည်စကားမပြောဘဲနေခြင်းဖြင့်၎င်းသူအားစေရနာကောင်းဖြင့်ကုညီယံဆန္ဒရှိသည်ကိုသူ၏မျက်လုံးများကပန်းနှက်လိမ်မာစွာအရိပ်အကဲပြနေသည်ဟုထင်မိ၍၎င်း သူအားပြောပြခြင်းသည့်စိတ်များရုတ်တရက်ဖြစ်ပေါ်လာ၏ကျွန်တော်1992ခုနှစ်ကအမှုဖြစ်ပြီးအပြစ်ကျသွားတဲ့ plate inspector swam ဆိုတဲ့လူရဲ့အမှုနဲ့ပတ်သက်တဲ့သတင်းကိုလိုက်ရှာနေရပါလူငယ်သည်အံ့ဩသဟန်ရှိတော်လဲခုံးွယ်ထားလိုက်သည်ခရင်မယ်မထင်ပါဘူးလေတခြားဖန်တွေထဲမှာကျွန်တော်တွေ့ရင်ခမရတွေဖဲထားပေးလိုက်မယ်ဟုတ်သောကခဏမြရက်နေပြီးမှဒီလူကြီးကြောင့်ခမရစိတ်ဝင်စားလို့လားဟုတ်စမေးသည် ကျွန်တော်သူ့ကိုလက်ရှာနေတာဘယ်မှာရှာရမယ်ဆိုတာကိုသိရလား तू ဒီမျိုးထဲမှာပဲရှိနေမယ်ထင်တယ်ဗျာသိရတော့တော့ तू ဟာငက်ပြတ်နေတယ်ခဏမြတိတ်ဆိတ်သွားပြန်ပြီပေါ်သည်တခဏမြရက်နေပြီလူငယ်ဤစကားနဲ့သွားပုံကိုအန်ဩကာခတ်ကြောင်ကြောင်ပင်ကျေးဇူးတင်စကားတစ်ခွန်းနှစ်ခွန်းပြော၍အုတ်ထုတ်ကိုဆောင်းကစာကြည့်တယ်ထဲမှထွက်ခဲ့လေ၏ဘောလေကုံစည်တန်းလန်းစီတို့ဥဒီကာတစိုက်စိုက်ရှောက်၍လာခဲ့ရာ၅နာရီတွင် ဟပ်တဲကိုကန်းတို့ရောက်ပြီးအုပ်ချုပ်သူအတော်ကြီးလည်းပြန်ရောက်နေပြီကိုတွေ့ရ၏သူကသုံးမွေစကားဝတ်လျက်အကွက်စင်တပတ်တထဲကိုပခုံးပေါ်တွင်တင်ထားကခေါင်းပေါ်တွင်ယောက်ျားဆောင်အဝတ်အုပ်ထုပ်တစ်ခုကိုဆန်ညက်အနေကြီးနှစ်ခုဖြင့်တွေ့၍ဆောင်းထားသူဝဝတုတ်တုတ်မျိုးသမီးကြီးဖြစ်သည်ဟုတ်ကဲ့စွမ်းကိုကျွန်မကောင်းကောင်းမှတ်မိပါတယ်ကံကလည်းခင်ရှားတယ်လူကလည်းမမာတော့စိတ်ယုံမှအလုကလည်းမမြင်အရက်ကလည်းအလွန်ကျွန်းတောက်တာ သူထွက်သွားတာကျမတော့ဝမ်းမနေဘူးသူဘယ်တော့ကထွက်သွားတာလဲအာလွန်ခဲ့တဲ့6လလောက်ကဘယ်ကိုသွားတယ်ဆိုတာတော့ခင်ဗျားလည်းမသိဘူးလားအင်းမိမိမပဲနေပါဦးကွယ်ဗရမလီဘက်ကိုထင်ပါရဲ့တိုက်တစ်တွေဆောက်တဲ့နေရာလीအဲ့ဒီနေရာတွင်ပဲမဟုတ်လားနိပတော့၃မိုင်လောက်ထွက်ရတယ်သူ့လိပ်စာပြီးမထားခဲ့ဘူးလားဆွမ်းဆိုတဲ့လူကလိပ်စာတွေဘာတွေပြီးတတ်တာမဟုတ်ပါဘူး သူ့ကိုတော့ဘာမီးလို့မှစကားတခွမရဘူးဒါပေမဲ့နေပါဦးစဉ်းစားပါဦးမေသူ့အတွက်စားတဆောင်လာစရာရှိတယ်။လာရင်ပူပြီးဖို့ဆိုပြီးမှားထားတော့ရှိတယ်။စားကလည်းမလာပါဘူး။ကျမအဲ့ဒါကိုရေးမှတ်ထားမိသလားမထားမိသလားမသိတော့ဘူး။ဟုတ်သောကနောက်နာကရရွေ့နားထောင်နေသောငယ်ကလေးစီတို့လက်ကကျူစီအခန်းထဲကအစာအုပ်ယူခဲ့စမ်း။ ဟုပြောလိုက်ခဏကြာသောတငယ်ကလေးသည်စုပ်ပြဲ၍တောင်များလိမ့်နေသောလေကြာစာအုပ်ကြီးတအုပ်ယူလာသည်မိမကြီးကလည်းသူ့လက်ညှိုးကိုတရွေ့ဆွေ၍တရွေ့ပြီးတရွေ့လှန်လေတော့၏ဟုတ်ဟုတ်ဒီမှာဒါပါလေငါမပြောဘူးလားဘောသည်မျှော်လင့်ချက်ကြီးစွာဖြင့်အနည်းတို့ကပ်၍သူထောက်ပြထားသည့်နေရာသို့ကြည့်လိုက်သည်မြစ်ပတ်ပေရင်နေသောစာမျက်နှာပေါ်တွင်ခဲတံဖြင့်ရိပ်ချထားသောသမ်းဤလိပ်စာကိုတွေ့ရရသည်ဗြဟ္မလီရဲတိုင်လံအမှတ်၅ ရောဘတ်မတ်တဆင်ဂျိမ်းဆမ်ဘောဒီလိဇာကိုသူဤမဆုစာကလေးတဲ့သူလင်းမြန်စွာကုထက်လိုက်ပြီးမိမကြီးအားကျေးဇူးတင်စကားပြောကကြပြားကြရထွက်လာခဲ့၏ယခုအခါတွင်မိလုံးမိမ်မင်ကလေးတစ်လုံးတည်းသာထွန်းထားသည့်စင်ကြံလန်းအတိုင်းတုတ်ချေတင်ခဲ့တော့၏ယနေ့အပင်ပန်းခံရကျိုးနတ်ပြည်ဟုအောက်မေ့လာခဲ့၏ယခုဂျိမ်းဆမ်ကိုသူခြေရာခံမိပြီးဆမ်ဤပုံမှန်တရံကိုပင် အရေးအမြတ်သိရပြီးဆမ်သည် ဆင်းရဲငက်ပြပြီးတဖြည်းဖြည်းအချိန်လေးရောကြလာကလက်လွတ်လက်စားအဖြစ်အသက်ကိုမသိယုံမွေးရင်ရင်လွင်းကမချမ်းသာသမျှကိုအရက်ဖြင့်မျောချနေရသည်ဖြစ်သည်ယနေ့အဖို့တော့သူဗြဟ္မလီတို့သွားဖို့မုတ်ချုပ်နေပြီနက်ပြန်သွားမည်ဟုတ်ပြီနက်ပြန်ဆွမ်းကိုသူတွေ့မည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးထင်လင်းဤတကျွန်းဆန်ဤအပြန်လန်းဆိုတဲ့ဘာသာပြန်ဝိတ္ထုစာအုပ်ကို အပိုင်းလေးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်လင်းသူအဆုံးထိလိုက်ပါနာဆင်ခံစားပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းကားမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်ထင်ပါခင်ဗျာ